ဖက်မှာလည်းတံမွေးဝမ်းချောင်းအနေနဲ့လည်းပြန်လှုပ်ရသေးရဲ့ဟုတ်အဲ့တော့အလုံးလေးလည်းလှုပ်တယ်ပြိုင်ဝင်လေးလည်းပြိုင်နေလှုပ်ဖို့အတွက်ကိုတတိဒီဇတိုက်ပြိုင်နေအောင်ခဏနားပြီးတော့တတိကနားလိုက်ဟိုကပြိုင်လိုက်အဲ့လိုမျိုးလုပ်မယ်ပေါ့နော်တီတီတို့ငါးလပိုင်းမှာပြိုင်ပွဲရှိရယ်ငါးလပိုင်းပြိုင်ပွဲဝင်မဲ့မမတရားကိုတီတီထွင်းပြီးနေပေါ့ပြိုင်ပွဲကလည်းတီတီတို့နည်းနည်းထက်ရွှေ့သွားတယ်ခုနှစ်လပိုင်းမှာပြိုင်ပွဲရှိရယ်အဲပုံမှန်ဆိုတော့တီတီအပြိုင်ပွဲကိုပြိုင်နေပေါ့နော်ဒီနှစ်တော့တီတီအာနောက်ကလူတွေကိုလည်းအဲ့လိုပေါ့နေရာပင်းပေါ့နော်တီတီ အဲအတက်အတက်ရွယ်လည်းရလာပြီဆိုတော့ဟိုပါပေါ့လှုပ်လှုပ်ဖို့ရအတွက်ကိုလည်းစဉ်းစားရမယ်လေအရင်မရင်ကျက်ပဲကလေးဆန်နေလို့မရဘူးဆိုတော့နည်းနည်းလေးရင်ကျက်တဲ့ရင်ကျက်ချင်းအောင်ဆောင်တဲ့အနေနဲ့ပြိုင်ပွဲလေးနည်းနည်းနားတာပေါ့မိုင်းဟုတ်ပြိုင်ပွဲတွေကတော့တတိယခဏနားတယ်ပေါ့နော်ခဏနားမှဖြစ်မယ်ဘာလို့ဆိုတတိဒီတောက်လျှောက်မှာပြိုင်ပွဲတွေကြီးပဲဇို့တောက်လျှောက်တောက်လျှောက်ပြန်လာတဲ့အချိန်မှာတတိတို့ဒီအဲပေါ့ဒီကာယပလကိုပို့ပြိုင်ဖြစ်တယ်ပေါ့နော်ကာယပလနဲ့ကာယကြန့်ခိုင်မှုတွေပို့ပြိုင်တဲ့အချိန်မှာတတိဒီအာ အလုပ်လေးတွေတော့နည်းနည်းနားရတယ်ဘာလို့ဆိုတတိယ training တွေကအရင်ဆင်းရတယ် training ကတနေ့ကို3-4နာရီလောက်ဆင်းရတယ်ဒါပေမဲ့တနေ့ကို3-4နာရီဆိုတာလူတစ်ယောက်ကအဲ့လိုတစ်ခါတည်း3-4နာရီမဆင်းနိုင်ဘူးအာတော်တော်များများတော့ဆင်းနိုင်တာပေါ့เนาะတချို့တွေလည်းဆင်းနိုင်ရင်ဆင်းနိုင်မှာပေါ့เนาะတတိတိကိုကျတော့ဒီခန္ဓာကိုယ်တတိလေးနဲ့ဒီဟာလေးကို3နှစ်နိုင်တခါရဲမဆင်းနိုင်တော့အချိန်တွေခွဲပြီးတော့ training တွေဆင်းရတယ်ပြီးရဲ့ခါကျတော့အစားတွေကိုတေချာစားရတယ်ပြီးတော့လည်းအိတ်ချင်ရလည်းမှန်မှန်အိတ်ရအိတ်မှဒီကြွက်သားလည်းကြီးမှာ哦ပြီးရဲ့ခါတတိကဒီလို neutral နဲ့ပြိုင်နေဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးစူးစမ်းရတယ်စူးစမ်းရတဲ့ခါကျတတိက အာဒီဖြက်လန်းနေဒီ street ride နေနဲ့ပတ်သက်ပြီးတော့လည်းအရင်မလိုက်ချင်အောင်မလိုက်ချင်တဲ့ခါကျကိုကဒါတွေကြိုးစားနေရဖြစ်တဲ့အတွက်ကြောင့်မလို့အာဒီပြိုင်ပွဲတွေကိုဇက်တိုက်ကြီးပြိုင်မို့ဆိုလို့ရှိရင်ကိုကငွေကြေးအင်အားလည်းလိုတယ်ပြီးရခါကျဒီဟိုဘောနော်အချိန်အနေနဲ့လည်းလိုတယ်လိုတဲ့ခါကျတော့တတိယအချိန်မျိုးခဏနားလိုက်ပြီးရင်ပြိုင်ပွဲပြိုင်လိုက်အဲ့လိုမျိုးပေါ့နော်လေ့ကျင့်ခန်းဟိုဟိုပြိုင်ပွဲပြိုင်လိုက်ပြီးရင်အလုံးလုံးလိုက်ပေါ့နော်ဒီတစ်ဖက်မှာလည်းတံမွေးဝမ်းချောင်းနေနဲ့လည်းပြန်လှုပ်ရတယ်ဟုတ်အဲ့တော့အလုံးလေးလေးလှုပ်တယ်ပြိုင်ပွဲလေးလေးပြိုင်နေလှုပ်ဖို့အတွက်ကိုတတိဒီဇက်တိုက်ပြိုင်နေအောင်ခဏနားပြီးတော့တတိကနားလိုက် ဟိုဟာပြိုင်လိုက်အဲ့လိုမျိုးလုပ်မယ်ပေါ့နော်အဲ့ဆိုတော့ဒီဒီနှစ်ထဲမှာဒီ2025ထဲမှာဒီနောက်ထပ်ပြိုင်မိုးဟာတိတ်တော့မတိကြသေးဘူးအာမတိကြသေးဘူးဆိုတော့ကိုကကိုစိတ်ကွာလဲပြောရတယ်ဘာလို့လဲဆိုတော့တတိတော့၅လပိုင်းမှာပြိုင်ပွဲရှိတယ်၅လပိုင်းပြိုင်ပွဲဝင်မယ်မမတရားကိုတတိ train ပြီးနေပေါ့ပြိုင်ပွဲကလည်းတတိတော့နည်းနည်းထက်ရွှေ့သွားတယ်ခုနှစ်လပိုင်းမှာပြိုင်ပွဲရှိတယ်အဲပုံမှန်ဆိုတော့တတိအပြိုင်ပွဲကိုပြိုင်နေပေါ့နော်ဒီနှစ်တော့တတိအာနောက်ကလူတွေကိုလည်း အဲ့လိုပေါ့နေရပင်းပေါ့နော်များသွားပြင်းအကုန်လုံးကတတိကိုအရင်ဟိုပြောကြရပေါ့နော်ဘယ်လိုလဲဆိုတော့နေမရမှာဆိုကိုဝဲရမှာကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုပါပေါ့နော်ဟိုလူနေသေးလို့လဲပါရင်ပါမှာပေါ့ ဟမ်ကိုဝဲရမှာဆိုအဲ့လိုမျိုးတွေပြောကြရတဲ့ခါကျတတိယအာဒီနောက်ကလူတွေလည်းတက်လို့ရအောင်တတိတို့လည်းအဖြစ်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 နဲ့အဆင့်ထပ်ပြီးတော့တက်မြင့်သွားအောင်လို့ပေါ့နော်နောက်ထပ် international ပွဲတွေမှာထပ်ပြိုင်ဖို့အဲ့ဒါမျိုးတွေပဲပို့ပြီးတော့စဉ်းစားဖြစ်တယ် international ပွဲကလည်းတတိယဒီအမ်နိုင်ဒီပေါ့နော်နိုင်ငံအနေနဲ့ပြိုင်တာဆိုရင်နှစ်နိုင်ငံရောက်သွားပြီကိုအပြင်အနေနဲ့ပြိုင်တာဆိုလို့ရှိရင်ဒီကိုကိုဖုခတ်ကိုလည်းရောက်ပြီးသွားပြီပြီးလို့ရှိရင်အမ် ဒီမြန်မာနိုင်ငံမှာလာလုတ်သွားတဲ့ဒီတခြားနိုင်ငံပွဲတပွဲပေါ့နော်အဲ့ပွဲကိုလည်းဒီဒီကပြိုင်ပြီးသွားပြီဆိုတော့ပြိုင်ပွဲတော်တော်လေးနှက်ဆက်နေပါကြီးတကယ်လို့ကိုကပြိုင်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုကြော်ပြော့နောက်ထပ်နောက်တခြားနိုင်ငံကိုထပ်ပြိုင်သွားပြိုင်မှာဆိုတော့အဲ့အတွက်ကိုဒီဒီတော်တော်လေးပြင်ဆင်ရမယ်ပြင်ဆင်ပြီးတော့မှဒီဒီထပ်ပြီးတော့ပြိုင်မယ်ပေါ့နော်အဲ့လိုမျိုးစဉ်းစားထားပါတယ်ဟုတ်များသောအပြင်ကတော့ international ပွဲတွေကိုပြိုင်မြင့်သွားဖို့များတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတို့ကလာလာလုတ်ပြီးတယ်လာလာလုတ်ပြီးတော့တို့ international ကနေပြီးတော့မြန်မာနိုင်ငံမှာလာလုတ်ပြီးအခုနောက်ပိုင်းဆိုပို့ပြီးတော့လာလုတ်ပြီးနေကြပြီပေါ့နော်အဲ့လာလုတ်ပြီးနေတဲ့ပွဲတွေမှာလည်းကိုကဝင်ပြိုင်နေဆိုလို့ရှိရင်တို့ကဒီကနေ့ project ရသွား လို့ရှိရင်တဆင့်တက်ပေါ့နော်အဲ့လိုမျိုးသူကထပ်ထပ်ပြီးသွားပြန်ရတာမျိုးတွေရှိရယ်ဆိုတော့မြန်မာနိုင်ငံမှာလာလို့ရင်လည်းပြန်ပြစ်လောက်တယ်တကယ်လို့ဟာမဖြစ်ရင်လည်း international မှာသွားပြိုင်ဖို့လည်းရှိရယ်ဟုတ်တိတ်တော့မတရားသေးဘူးပုံမှန်လို့ဆိုတော့တတိယမယံမနာပြိုင်ပွဲပဲပြိုင်နေတာပေါ့နော်တတိယဟိုဘဝပြိုင်ပွဲပဲဒါပေမဲ့အခုကတော့တတိယ အဲအသက်အသက်ရွယ်လည်းရလာပြီဆိုတော့ဟိုပါပေါ့လှုပ်လှုပ်ဖို့ရအတွက်ကိုလည်းစဉ်းစားမယ်လေအရင်မရင်ကျက်ပဲကလေးဆန်နေလို့မရဘူးဆိုတော့နည်းနည်းလေးရင်ကျက်တဲ့ရင်ကျက်ချင်းအောင်ဆောင်တဲ့အနေနဲ့ပြိုင်ပွဲလေးနည်းနည်းနားတာပေါ့မှာဟုတ်တတိယ professional က personal trainer ပဲမှာဟုတ်ပြိုင်ပွဲဝင်နေပြီးရင် personal trainer လုပ်တယ်ပေါ့အဓိကအနေနဲ့ကတတိတို့ဒီကာယဗလမှာကာယကြံ့ခိုင်မှုပြိုင်နေပေါ့နော်ဒီမှာဆိုရင် तू ကကိုရွေးမဲ့ category တော့အရင်လိုအပ်တယ်ကိုက ဘယ်ဘက်ကိုသွားမှလဲဆိုတော့လိုအပ်တယ်ကိုကအာဒီတီတီတို့ကကက်တဂိုရီအများကြီးရှိတဲ့ထဲမှာမှာမြန်မာနိုင်ငံမှာ၃လမျိုးပဲရှိရယ်၃လမျိုးမှာဆို body building ဆိုလို့ရှိရင်ဗလာကြီးနဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့မှတိတ်မရှိဘူးပေါ့နော်မြန်မာနိုင်ငံမှာတိတ်မရှိဘူးအဲ့လိုအသက်လက်စ်ဆိုတဲ့အသက်လက်စ်အဲကက်တဂိုရီနဲ့ခေါင်းစဉ်အောက်မှာပေါ့နော်အသက်လက်စ်ဆိုတဲ့ဥစ္စာဆိုနည်းနည်းလေး master ရှိရယ်အဲ့ဒါကိုမှတီတီတို့အာနည်းနည်း master ဘလိုက်အကြီးမဟုတ်ပင်နဲ့နည်းနည်းမာဆယ်ကြီးကြီးလေးရှိတယ်။အဲ့တော့မှတတိတို့ကကျတော့ moral physics ဖြစ်တဲ့အတွက်ကြောင့်မို့မာဆယ်တတိလေးနဲ့ link မာဆယ်ပေါ့နော်။ပိမ့်ပိမ့်ပပမာဆယ်တတိလေးနဲ့အဲ့လိုမျိုးကောင်းမလေးတတိလေးပေါ့နော်။အဲ့လိုမျိုးဥစ္စာကိုပြီးရင်နောက်တစ်ခုကကျတော့ fitness physics ဆိုပြီးရှိသေးတယ်။အဲ့ဒါကျတော့သူကဂျွန်းလဲထိုးရတယ်ဒီလိုခန္ဓာကိုယ်လေးလဲဟို fit ဖြစ်နေတဲ့ပုံစံလေးပေါ့နော်။အဲ့လိုမျိုးပုံစံလေးနဲ့ဆိုအဲ့လိုမျိုး category ကိုကိုကအရင်ဦးဆုံး ဟိုဟိုခွဲပြီးတော့ဘောနော်ကိုကဘယ်ဟာကိုပြိုင်မှာလဲဆိုတာတော့အရင်ဆုံးစဉ်းစားရတယ်တိတိဆိုလို့ရှိရင် moral physics ဘောနော်ဂျန်နဲ့ဟာတော့တိတိလဲအဲတိတ်မရှင်းပြတတ်တော့ဘူးဆိုတော့ moral physics ဆိုလို့ရှိရင်တိတိအတွက်အဓိကလိုအပ်တာဆိုလို့ရှိရင်အစားအသောက်ကတော့တေချာပေါက်လုံးဝ clean စားနေမှာဖြစ်မှာသူကလုံးဝနည်းနည်းလေးစားလိုက်တဲ့နေတွေမာဆယ်ကကိုကငကိုကလေးကမာဆယ်တိတိလေးအဲ့ထဲမှာနည်းနည်းစားလိုက်လို့ရှိရင်မာဆယ်တဲ့ကိုဥပမာအငန်နေပါရစားလိုက်တယ်ဆိုမာဆယ်ချက်ချင်းဝင်သွားလို့ရှိရင်ဖောင်းဖောင်းလေးဖြစ်သွားလို့ရှိရင်စင်ပေါ်မှာကြည့်လို့မလာတော့အဲ့လိုပဲပြီးရင် main main ကလေးဆန်ဆန်လေးရတယ်ဖြစ်ရအောင်မယ်။ तू ကသူများရတာလေးတိတိကိုရုံတရက်ကြည့်ပြီးတော့ယောက်ျားလေးဆန်နေလို့ထင်ရတယ်။တိတိတို့ပြိုင်ပွဲမှာအဲ့လိုယောက်ျားလေးဆန်နေလို့မရအောင်အဲ့ဆိုဆုလုံးဝမရအောင်အဲ့မှာ main ကလေးဆန်ဆန်လေးလည်းဖြစ်ရမယ်။ပြီးရင်ဟိုဘုံမှာ confidence ရှိနေပြုံးလဲပြုံးနေရမယ်။အဲမျက်နှာရည်ရင်းစုပုတ်နေလို့လည်းမရအောင်အာအိုင်းနဲ့ညှစ်နေလို့လည်းမရအောင်အဲ့လိုမျိုးပြုံးပြုံးလေးရလည်းဖြစ်ရမယ်။အဲသူ့ရဲ့အဲအဓိကကတော့အဲ့လိုမျိုးခန္ဓာကိုယ်ကလည်း shape ကလည်းညီနေရမယ်ပေါ့နော်။အရန်အပေါ်ကတူအောက်ကတူနေလို့မရအောင်အပေါ်ရှေ့ရှောက်အောက်ရှေ့ရှေ့ဆိုလဲရှေ့လည်းမျိုးအဲ့လိုမျိုးလည်းမရပြန်ဘူး။သူကဟိုပေါ့ မျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ဒီလိုအများသောအပြင်တော့အပေါ်နည်းနည်းတိုးပြီးအောင်နည်းနည်းလေးပိုရှည်ကြရလေဟိုရှည်လက်မျိုးလေးအဲကြောင့်ဓာတ်ဖက်နဲ့လေးစီးရလေဓာတ်ဖက်နဲ့လေးစီးပြီးပြန်ရရပေါ့နော်အဲ့ဒါမှသူကြည့်ရတာလှရလေအဲ့လိုမျိုးလေးကတော့အဓိကလိုအပ်တယ်ပေါ့နော်